ောက်ကြသားသမီးနဲ့အင်္ဂါသားသမီးတရားကိုချစ်သူကြီးသားဖြစ်ကြမယ်ဆိုလို့ရှင်ရင်တတိထားမဲ့အချက်တရားအရင်မရတယ်။ဘေးရင်သဘောတရားရာတွက်ကြည့်လိုက်မယ်ဆိုလို့ရှင်ရင်တောက်ကြနဲ့အင်္ဂါနဲ့ရာဆွေသားဆိုတဲ့တကကြရတယ်။သူကမိတ်တက်လို့ခေါ်တယ်။ပေါင်းဖက်လို့ရတယ်အဆင်ပြေတယ်။ဆိုတော့တောက်ကြသားသမီးနဲ့အင်္ဂါသားသမီးနဲ့ချစ်သူကြီးသားဖြစ်လို့ရမလားဆိုလဲရတယ်။အင်အောင်ပြုလို့ရမလားဆိုလဲရတယ်။ဒါပေမဲ့ပြဿနာရှိတာကတောက်ကြသားကအသက်ငယ်နေပြီးတော့အင်္ဂါကအသက်ကြီးနေပြဿနာရှိတယ်။ဆိုတော့တောက်ကြနဲ့အင်္ဂါနဲ့ချစ်သူကြီးသားဇုံတွဲတွဲမှာတောက်ကြအသက်ငယ်နေပြီး အင်္ကာကြီးနေပြီဆိုရင်အဲ့တောက်ကြတာပို့ဆုပ်ပတ်သက်အနိုင်ကျင့်တာခင်အင်္ကာနိုင်တာအဲ့လိုပုံစံမျိုးအင်္ကာကျတော့တောက်ကြကိုလွှမ်းမိုးတာနိုင်တာအဲ့လိုပုံစံမျိုးရှိတာပေါ့အင်္ကာကျွေးတဲ့ဘောတွေကနည်းနည်းအားကောင်းတဲ့ထဲမှာပါတယ်သူကအမြင်ပိုင်းလေးတွေမှာရှိတောက်ကြကျတော့သူကနည်းနည်းလေးအအောက်လေးမှာရောက်တဲ့ပုံစံမျိုးလေးဖြစ်တာပေါ့ဆိုတော့တောက်ကြနဲ့အင်္ကာနဲ့ဒါချစ်တူရီသားဖြစ်လိုက်ပြီဆိုတာနဲ့အစာရင်းမှာတော့သူကတိတ်မသိတာသေးဘူးဒါပေမဲ့အချိန်ကာလကြာကြာလာပြီဆိုတာနဲ့လေအဲ့အင်္ကာသားသမီးအနေနဲ့ကအဲ့တောက်ကြသားသမီးဖြစ်တဲ့ကိုယ့်ရဲ့ချစ်တူရီသားပုံမှာ တဖြည်းဖြည်းနဲ့ तू ကလွှမ်းမိုးလာတာချုပ်ကင်လာတာနိုင်သားလာတာလို့ပြောလို့ရတယ်အဲ့ဒီမှာမှ तू ကအင်္ကာကအဲမိန်ကလေးဖြစ်နေမယ် तू အသက်လေးကြီးနေမယ်ယောက်ျားလေးဖြစ်တဲ့ तू ကတောက်ကြတာအသက်လေးငယ်နေမယ်ဆိုရင်အဲ့ဒီအဲ့ဒီအင်္ကာဖြစ်တဲ့မိန်ကလေးအသက်ကြီးရဲ့ तू ကတောက်ကြတာအသက်ငယ်တဲ့ယောက်ျားလေးပေါ့ပါနိုင်ပြီပဲပို့သူပသက်နိုင်တာလို့ပုံစံတောက်ကြကြတော့အဲ့အင်္ကာနဲ့တွေ့လိုက်လို့ရေ तू ကယုံတန်ငယ်လေးပမာဖြစ်နေတဲ့ပုံစံမျိုးလေးဘာမှ तू ကတိတ်လှုပ်လှုပ်ကင်လို့တိတ်လှုပ်လှုပ်ရှာလို့တိတ်မရဘူးအဲ့လိုပုံစံအင်္ကာရဲ့လွှမ်းမိုးမှုအောက်မှာရောက်နေမှာအဲဒီအခုပြောတော့တဲ့အချက်ကကျတော့ तू ကချစ်တူရီသားဖြစ်ကြတာမှာဆိုတော့ तू မသိတာ အချိန်ကာလကြာလာပြီပေါ့နော်ချစ်လူသားတန်တွဲလာပြီဆိုတော့လည်းတဖြည်းဖြည်းချင်းတိတာလာလိမ့်မယ်အဲ့လိုတောက်ကြသားရဲ့စိတ်ထဲမှာကျဉ်ကျက်လာတဲ့ပုံစံမျိုးကြီးဖြစ်လာတာဒီအင်္ကာနဲ့တွဲနေရတယ်ဒီတောက်အင်္ကာနဲ့တွဲနေပြီဆိုတာနဲ့ဒီတောက်ကြရဲ့စိတ်ထဲမှာဟိုအားငယ်တဲ့ပုံစံမျိုး ်အဲသူနဲ့တွေ့ရင်ကိုကအလျှော့ပဲပေးနေရတယ်အဲကိုကကိုယ့်ရဲ့ချစ်သူကြီးသားကိုအလျှော့ပေးနေရတယ်မနိုင်ဘူးအဲ့လိုမျိုးကိုကကိုယ့်ရဲ့ချစ်သူကြီးသားပေါ်မှာအဲ့လိုအသီးခံပြီးတော့မှပဲကိုယ့်ဘက်ကနေပဲသူ့ကိုစိတ်ဆိုးတယ်ဆိုရင်တောင်မှကိုယ့်ဘက်ကမှန်နေတယ်ဆိုရင်တောင်မှစိတ်ဆိုးနေရင်ကိုကနေပဲပြန်ချော့နေရတဲ့အနေအထားမျိုးတွေစိတ်ချင်းကြက်လာပြီးတော့မှနေရထိုင်တာတိတ်ပြီးတော့အဆင်မပြေတော့ဘဲနဲ့အဲ့လိုတောက်ကြတဲ့စိတ်ထဲမှာကွာဒီတွဲနေရတဲ့ relationship ကြီးကမပျော်တော့ဘူးအဲဒီလိုပုံစံမျိုးတွေဖြစ်လာရတယ်အဲချစ်ချစ်တော့ချစ်တယ်ဒါပေမဲ့ ရှေ့ဆက်လို့များအစင်ရောပြီရောပြီပါမလားဆိုရင်မေးခွန်းမျိုးတွေပြန်ပြန်ကြီးမှမေးလာတဲ့အခိုက်အတန့်မျိုးရောက်လာတာဆိုတော့တောက်ကြာက အသက်ငယ်နေပြီးတော့အင်ကားအသက်ကြီးနေအဲ့ဒါတောက်ကြာအနည်းငယ်ကတော်တော်လေးကိုစိတ်ကြီးကြက်စရာတွေခေါင်းရှုပ်စရာတွေစိတ်ထဲမှာဟိုအလိုမကျစရာတွေများလာမဲ့ကိစ္စမျိုးဖြစ်နေမှာပြီးတော့ယောက်ျားလေးမိန်းကလေးကလည်းရေးကြည့်သေးတယ်အင်ကားကအင်ကားကမိန်းကလေးဖြစ်နေပြီးတော့ တောက်ကြာယောက်ျားလေးဖြစ်နေမယ်ဆိုအဲ့ main ကလေးဖြစ်တဲ့သူကယောက်ျားကိုနိုင်ပြီပဲအဲ့လိုပုံစံမျိုးအဲ့ဒါဆိုတော့ကိုကသိရမလားမိမကြောက်တဲ့ခေါင်းကြီးဖြစ်နေကွာတောက်ကြာသားအသက်ငယ်နေကိုရဲ့ချစ်တူဒီတိုင်းအင်းကကိုကတောက်ကြာသားဖြစ်နေသူကမိမကြောက်တဲ့ခေါင်းကြီးဖြစ်နေရအဲ့လိုပုံစံမျိုးပေါ့သူကနိုင်သားတဲ့ပုံစံမျိုးဖြစ်တာကွာတချို့ကြတော့လေသူကဟိုလူသိရှင်ကြနိုင်သားမျိုးလည်းရှိတယ်လို့တချို့ကြတော့နောက်ွယ်မှာအဲနိုင်သားမျိုးလည်းရှိနိုင်နေဆိုတဲ့သဘောတရားဟိုဟိုဘလို့ရှင်းပြမလို့မသိဘူးကွာသူကတကယ်လွှမ်းမိုးတဲ့သဘောတရားချုပ်ကန်တဲ့သဘောတရားပေါ့ကွာအဲ့လိုပုံစံမျိုးဖြစ်တဲ့ဆိုတော့တောက်ကြာရဲ့စိတ်ထဲမှာဘလုံးဝအဆင်မပြေဘူးအဲ့လိုပုံစံမျိုးထို့အတူပဲအင်္ကာကယောက်ျားလေးဖြစ်တယ် အတောက်ကြာမိန်ကလေးဖြစ်တယ်ဆိုရင်လေအဲ့ဒီမိန်ကလေးဖြစ်တဲ့တောက်ကြာအသက်ငယ်တဲ့သူကအဲသူကအလျှော်ပေးနေရတာကိုယ့်ရဲ့ကိုယ့်ရဲ့မျိုးသားကိုကအလျှော်ပေးနေရတာ ကိုယ့်ရဲ့မျိုးသားဘာလို့လို့သူကသူမှန်နေဟိုအင်ကားရဲ့သဘောတရားပြီးတော့ဟိုကိုဖြစ်ချင်တဲ့အရာကိုလှုပ်ချင်တဲ့အရာကိုသူကရှေ့တန်းတင်တဲ့သဘောတရားမျိုးလေးရှိတယ်အဲအင်ကားသားသမီးတော်တော်များများပါပေါ့ဆိုတော့အင်ကားကယောက်ျားလေးဖြစ်နေမယ်အသက်လေးကြီးတယ်ကိုကတောက်ကြသမီးအသက်လေးငယ်နေတယ်ဆိုရင်အင်ကားနဲ့တောက်ကြနဲ့တွဲတယ်ဆိုတဲ့အတိုင်းဒါမှကိုကကိုယ့်ရဲ့ချစ်တူကြီးသားရဲ့မျက်နှာမျက်နှာကြီးမှာနေနေရတဲ့ပုံစံမျိုးကြီးဖြစ်နေတတ်တယ်အဲလိုကိုကမှလည်းကိုပဲချော့ ူကမှလည်းကိုပဲပြန်ချော့အဲ့လိုပုံစံမျိုးဖြစ်နေပြီးတော့မှအဲ့ချီကြီးကတခါလေးကြာတိတ်အဆင်မပြေတော့ဘူးပေါ့သူကတာတူညီမြမရှိတော့ပဲနဲ့လေအဲ့လိုဖြစ်လာရတယ်ဆိုတော့နှစ်ယောက်သားအင်ကာရဲ့တောက်ကြရဲ့ပုံစံမှာကနှစ်ယောက်သားအနေနဲ့ကပျော်ပျော်ရွှင်ရွှင်အေးစစ်စစ်ပဲဘာမှပြဿနာတွေမရှိပဲနဲ့အေးစစ်စစ်ပျော်ပျော်ရွှင်ရှင်းရှင်းခင်နေချင်တဲ့ဆိုပေမဲ့လည်းသူကညနေရှင်းထိုင်ပြီဆိုတော့လည်းသူကချရတာအဲ့လိုပုံစံမျိုးစကားနာစစ်ထိုးတယ်အဲ့လိုမျိုးအင်ကာရဲ့တောက်ကြရဲ့တောက်ကြလည်းနည်းနည်းလီပေါ်တယ်ကွာပုံစံသူကသဘောတရားလေးကအင်ကာလည်းသူက possible လေးအဲ့လိုနည်းနည်းလိုင်းတယ်ဆိုတော့အင်ကာနဲ့တောက်ကြနဲ့အဲ့မှာတဲရရပြီဆိုရင် ဟိုစကားအခုလိုထိုင်ပြောနေပြီဆိုရင်ကွာအဲ့အကြောင်းရင်းတစ်ခုခုဆွတ်ဆွတ်ထည့်ပြီးတော့မှတက်တနာတွေထရှာတော့တာအဆောက်ပတ်တယ်အကြီးကြီးဖြစ်ဖြစ်ကုန်ရောအဲ့လိုပုံစံမျိုးအာနေရလဲဘာမှမသိဘူးအဲ့ဒီပြောမယ်ဆိုရင်နေရလဲဆက်မပြောတော့နဲ့အဲဒီလိုပုံစံမျိုးနေထားရဖြစ်လာပြီးတော့အချိန်နည်းတင်းမာလာဆိုတော့စကနာစစ်ထိုးလို့သူကဟိုအရင်ကောင်းနေတဲ့မှာတော့မပါဘူးဒီအောင်နေရလို့ပြဿနာဖြစ်ပြီဆိုတာနဲ့အဲ့လိုစကားရည်နဲ့တိုက်ခိုက်ပြီးမှပြောတာဆိုတာကွာအဲ့လိုမျိုးလူတယောက်ကအသားကိုရိုက်မယ်ဆိုလို့ချင်းခံစားတယ်စကားရည်နဲ့စစ်ထုံးရင်ဘလို့မှမခံစားနိုင်ဘူးအဲ့လိုပုံစံအဲ့ဆိုအင်ကာနဲ့တောက်ကြံနေရ ဲ့လိုမျိုးချစ်တူရီသာတတန်ကြာနေတဲ့သူတွေဆိုတော့တိတာနိုင်တယ်စကားမမြပြောနေသူကရန်ဖြစ်တယ်ရန်ဖြစ်တယ်ဆိုတာကလည်းအကြောင်းအရာကြီးကြီးမားမားမျိုးမရှိဘဲနဲ့ဟိုနေရာဟာလေးကိုဆွဲထဲဒီနေရာဟာလေးကိုဆွဲထဲအဲ့လိုဆွဲထဲရင်လည်းသူကပြဿနာဖြစ်ပြီးတော့ရန်နေဖြစ်များပြီးတော့နေဥသားချချကုန်အဲ့လိုပုံစံမျိုးဒီအဲ့ဒီမှာမှမှသူကဟိုစိတ်ဆက်တဲ့တဲ့သူတွေဆိုလို့ရှိရင်အဲ့လက်ပါရှိပါတယ်ဖြစ်ရောပြီးတော့လည်းနေဥသားအစင်လေးကပြင်းနေပြန်ရောအဲ့လိုလေးကလည်းရှိနေပြန်ရောဆိုတော့အင်ကာနဲ့တောက်ကြတယ်ဆိုတာကသူက ဟိုကောင်းလဲကောင်းတယ်မကောင်းလဲမကောင်းဘူးပဲဟိုသုံးတန်းရင်တော့ဈေးလိုပုံစံမျိုးပဲမသုံးတန်းရင်တော့ဘေးဖြစ်မဲ့ပုံစံမျိုးပဲဆိုတော့တောက်ကြတဲ့အင်ကာနဲ့အတွဲကငါတော့အရင်တော့အကြည့်မပေးဘူးအဲသို့ပေမဲ့ဒါလူတိုင်းအနေနဲ့ကလည်းတောက်ကြတဲ့အင်ကာနဲ့တွဲနေသူတွေရှိနေတာဆိုတော့တစ်ချက်ပြောသွားတဲ့အချက်တွေဦးတော့ဒါတတိထားမယ်ထင်ပါတော်တော်လေးထည့်ထားပါပေါ့နော်နောက်တစ်ခုကကျတော့သူမိသားစုပြဿနာရှိတယ်အဲအများသောဖြစ်တော့တောက်ကြဘက်ကပဲဖြစ်နိုင်ကြီးများတယ်အဲအဲ့လိုမျိုးမိသားစုကသဘောမတူတာပေါ့နော်အဲ့လိုပုံစံမျိုးပေါ့အင်ကာနဲ့တောက်ကြနဲ့ချစ်တွေ့တာဖြစ်ကြတယ်ဆိုရဲအတိုင်းတာမှာငါသား 爱搞嘛，对不对？怎么讲？ ဟဲငါသမီးအဲ့ကောင်လေးကိုငါသဘောမကျဘူးဟဲသာသမီးအဲ့လိုမျိုးပေါ်တော့မိသားစုရဲ့နည်းနည်းဆက်နက်လေးတွေပေါ့ကွာအများကြီးတော့မဟုတ်ဘူးပေါ့အဲ့ထိုးနက်တဲ့ဆက်နက်လေးတွေနဲ့ရှိရဲအဲ့ဟာလေးတွေရှိရတော့ကြောင့်အဲ့အိမ်တော်ရင်းလေးနည်းနည်းတိဆောက်ပြီဆိုလို့ရှိရင်လေဟိုမိသားစုနဲ့အတူနေရသူတွေမှာကြာရင်ပိုတိတာတယ်အဆင်မပြေတာဖြစ်ကြပြန်ရောအဲ့လိုလေးလည်းရှိရဲဆိုတော့ဒါကတော့အကြမ်းကြုံချင်းပြတာအချင်းကြုံချင်းပြတာပေါ့နော်ဆိုတော့ဒါလေးတော့တတိထားတဲ့နေတယ်မပါတယ်အဲဒါမဲ့ငါတော့ငါ့ရဲ့အတွေ့အကြုံရတော့အင်ကာနဲ့တောက်ကြောက်အရေးတော့အကျန်းတော့မပေးဘူးပေါ့ကွာမရဘူးလို့ပြောတော့မဟုတ်ဘူးနော်ရတယ်ကိုကလည်းကြိုက်လို့ယူရင်ယူပြဿနာမရှိဘူး ငါလည်းမင်းမဆိုင်ဘူးလေနော်သူတို့ကလည်းသူယူတာဒါပေမဲ့ငါကရှင်းပြတာကွာဘင်းရင်သဘောတရားရှင်းပြတာနော်အဲ့လိုပုံစံမျိုး